ဗုတ်ပြင်းမျိုးနဲ့မနှုံးလုံးကျင်းဝအုပ်စုထဲကကျင်းဝအချို့မှာစက်ကောက်စီတက်လေရင်တွေမကြခဏလာပြန်ဝဲနေလို့ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။မလ10ရက်နေ့နောက်ပိုင်းကစပြီးစက်ကောက်စီတက်ရဟတ်ရင်နဲ့လေရင်တွေကတရက်ချာဒါမှမဟုတ်နရက်ချာလာဝဲလေရှိတဲ့အတွက်လေချောင်းကနေဘုံကျဲတက်ခိုက်မှာစိုးရိမ်နေရတယ်လို့မနှုံးလုံးကျင်းဝအုပ်စုနေဒေသခံတွေကပြောပါတယ်။လေရင်ဝဲတဲ့ရက်မှလည်းတစ်ကြိမ်ကနေနှစ်ကြိမ်အထိပြန်ဝဲတယ်လို့ဒေသခံအချို့ကဆိုပါတယ်။ မလဆက်ရည်နေကလည်းတိုက်ပွဲမဖြစ်ပဲမနှလုံးကျင်းရွာအုပ်စုကခဲချောင်းရွာကိုစက်ကောက်စီတက်ကရဲ့ဟဲ့ရင်နဲ့ဘုတ်ကျဲတက်ခိုက်လို့ကလေးတူဦးနဲ့ကလေးရဲ့ဖခင်တို့ပါဒဏ်ရာရရှိခဲ့ပါတယ်။မနှလုံးကျင်းရွာအုပ်စုဟာစက်ကောက်စီတက်လေရင်နဲ့မကြာခဏဘုတ်ကျဲတက်ခိုက်နေတဲ့ချောင်းလမှုရွာနဲ့မိုင်20ကျော်အကွာမှာရှိပါတယ်။ စက်ကောက်စီတက်ကလူနေကြေးရွာတွေထဲကိုလက်နက်ကြီးပြတ်တာလင်းရင်နဲ့ဘုံကျဲတက်ခိုက်တာတွေစက်တိုက်လုံနေတဲ့အတွက်ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ဖို့လိုအပ်တယ်လို့ဘုံပြင်းမြို့နယ်ရဲ့တော်လန်ရေးရဲဘော်တူကဆိုပါတယ်။